ဒီမိန်းကလေးဟာညနေ9နာရီရောက်တာနဲ့ကြောင်ဖြစ်ကိုပြောင်းလဲသွားတတ်ပါတယ်။ဒါကြောင့်သူမဟာနေ့တိုင်း9နာရီမထိုးခင်အိမ်ကိုအမြန်ဆုံးပြန်ရောက်အောင်ပြေးရလိမ့်ရှိတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာတော့သူမရဲ့တထေးကဖောက်တဲ့တူဦးနဲ့တွေ့ဆုံဖို့လူလိုက်ခဲ့ဖို့တောင်းဆိုလာတယ်။သူမကဖုန်းကိုကြည့်လိုက်တော့6နာရီ30မိနစ်ရှိနေပြီ။အချိန်ပိုဆင်းလိုက်ရရင်အိမ်မရောက်ခင်မှာပဲကြောင်ဖြစ်ပြောင်းသွားနိုင်တယ်လို့မိန်းကလေးကတွက်ဆမိတယ်။အိမ်ကိုအမြန်ဆုံးပြန်နိုင်ဖို့အတွက်သူမဟာချက်ချင်းပဲအစည်းအဝေးခန်းထဲကိုပြေးဝင်ပြ ဖောက်တယ်နဲ့တွားတွေးလိုက်ပါတော့တယ်ဒါကိုမြင်တော့တထေးကအံ့ဩသွားပြီးဖောက်တယ်နဲ့အတူတူမထိုင်နေတာကိုမြင်လိုက်ရတယ်မိန်းကလေးကရှင်းပြလိုက်တဲ့ခါမှာတော့တထေးကဖောက်တယ်ဟာတူမရဲ့ကောလိပ်ကျောင်းကအကိုကြီးဖြစ်နေမှသိလိုက်ရတယ်တထေးနဲ့ဖောက်တယ်တို့ကပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုဖြည်းဖြည်းချင်းဆွေးနွေးနေကြတော့မိန်းကလေးကအမြန်ဆုံးလှုပ်ကြဖို့တိုက်တွန်းနေတယ်ဒါကိုတထေးကအချိန်ပိုဆင်းဖို့မလိုလားဘူးလို့ထင်ပြီးနားလည်မှုလွယ်သွားတယ်ဒါနဲ့တူမကိုသုံးစားတွန်းဝေပေးမယ်လို့ကန့်လန့်လိုက်ပါတယ် မင်းကလေးမှလည်းမတက်တာတဲ့အဆုံးမချစ်တော့လဲအောက်ကနန်းဆိုတလို့လိုက်ရောလိုက်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့6နာရီ50မိနစ်တောင်ရှိနေပြီအဲ့ဒီခိုက်တက်မှာပဲသူမဟာကြောက်စိတ်ဝင်ပြီးစိုးရိမ်လာတယ်ဒီနေရာမှာတင်းကြောင်ဖြစ်ပြောင်းသွားပြီးမိစ္ဆာတရဝါဖြစ်အမြင်ခံရမှာကိုစိုးရိမ်မိတယ်ကန်ကောင်းစွာနဲ့ပဲ6နာရီ58မိနစ်မှာအစည်းဝေးကပြီးခန့်နေပြီးသူမဟာချက်ချင်းပဲထွက်လိုက်တော့တတိယကရှုပ်ထွေးတဲ့မျက်နှာနဲ့ကြည့်နေတယ်သူမကအမြန်ဆုံးထွက်ခွင့်ပြုဖို့တောင်းဆိုလိုက်တော့တတိယကခေါင်းညိတ် ဒါနဲ့ချက်ချင်းပဲပြေးထွက်သွားပါတော့တယ်ဒါပေမဲ့ရုတ်တရက်ဖောက်တွေကသူမကိုတားလိုက်ပြီးမတွေ့တာကြပြီဖြစ်လို့ညစာစားဖို့ဖိတ်ချင်ကြောင်ပြောလိုက်တယ်မိန်းကလေးမှလည်းအခက်တွေ့သွားတယ်ကိုဆိုးတာကတထေးကလည်းဖောက်တွေရဲ့တောင်းဆိုချက်ကိုသဘောတူလိုက်တာပဲသူမကအချိန်ကိုကြည့်လိုက်တော့တမိနစ်ပဲကျန်တော့တယ်ကြောင်ဖြစ်ပြောင်းသွားပြီးသူတို့ကိုလန့်သွားစီမှာစိုးရိမ်တဲ့အတွက်သူမဟာအစည်းအဝေးခန်းထဲကနေအချိန်ဟုန်နဲ့ပြေးထွက်သွားပါတော့တယ်ပြေးနေရင်းနဲ့ပဲသူမဟာကြောင်ဖြစ်ကိုတောင်းလဲသွားပြီးမဲ့အရန် ြင်းနေတဲ့အတွက်စင်ကြံလမ်းမှာပိတ်မိသွားတယ်ဒီလောက်တောင်ကန်ဆိုးရလေချင်းလို့တွေးရင်မင်းကလေးဟာစိုးရိမ်ပူပန်လာတယ်အပြင်ဘက်မှာတော့တထေးနဲ့တခြားသူတွေကရုတ်တရက်ကြောင်းအော်တန်ကိုကြားလိုက်ရတယ်ဒါပေမဲ့သူမကဘလောက်ပဲအော်နေပေမဲ့ကြောင်းတန်တွေပဲထွက်လာတယ်ဖောက်တယ်ကကုမ္ပဏီကိုစီကမ်းမရှိဘူးလို့မထင်စေချင်တဲ့အတွက်တထေးကသူ့ကုမ္ပဏီဟာစီမံခန့်ခွဲမှုကောင်းမွန်တဲ့ကြောင်းဆိုတာလုံးဝရှိစရာအကြောင်းမရှိဘူးလို့ညှင်းဆိုလိုက်တယ်ပူဆိုးတာကကြောင်းတွေကိုအမုန်းဆုံးပဲလို့တောင်ပြောလိုက်ပါသေးတယ်ဒါ ိုကြားလိုက်ရတဲ့အခါမင်းကလေးဟာထိတ်လန့်သွားတယ်စင်ကြံတကားပွင့်လာတော့သူမကအဲ့ဒီတကားနောက်မှာပုန်းလိုက်ပြီးမတွေ့သွားတဲ့အတွက်တက်ပြင်းချလိုက်တယ်ဒါပေမဲ့အဲ့ဒီနောက်မှာပဲတထေးကအကြောင်းလေးကိုမုန်းတဲ့အကြောင်းရင်းအားလုံးကိုတခုချင်းစီထုတ်ပြောလိုက်တယ်ဒါကြောင့်မင်းကလေးဟာဒေါသထွက်ပြီးချက်ချင်းပဲပြေးထွက်သွားပြီးတထေးရဲ့ခြေထောက်ကိုနင်းလိုက်ကလူအဖြစ်ပြန်ပြောင်းလာတာနဲ့သူ့ကိုလက်စားချေတင်ငန်းစာပေးမယ်လို့ကြေဆိုလိုက်ပါတော့တယ်